မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်အပိလ14ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ပူပူပါပထမအုပ်စွာရေးဆွဲပြီးဖြစ်တဲ့ချင်းချတာမူကြမ်းကိုညီလာခံခေါ်ယူကအတီးပြူဆောင်ရွက်သွားမယ်လို့ဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC ကကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရေးဆွဲပြီးဖြစ်တဲ့ချင်းချတာမူကြမ်းကိုညီလာခံခေါ်ယူကအတီးပြူဆောင်ရွက်သွားမယ်လို့ ဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC ကဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC လေးနှစ်ပြည့်ထိမ့်မှတ်ထုတ်ပြန်ကြမှာဖော်ပြပါရယ်။ယခုချိန်တွင်ဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီ ICNCC ကိုပြန်လည်ပြုပြင်ဖွဲ့စည်းပြီးအစုဖွဲ့9ဖွဲ့ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာချင်းကြတာမူကြမ်းကိုလည်းရေးဆွဲခဲ့ပြီးမကြသောကာလတွင်ညီလာခံခေါ်ယူကအတည်ပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြပါရယ်။ချင်းညီနောင်ချင်း brother ဟုမှနိုင်ငံတော်၏အာဏာကိုလက်နက်အားကိုဖြင့်အတ္တမသိမ်းယူသောအတန်းဖက်စစ်ကောင်စီကိုတုံ့လန့်တိုက်ထုတ်ရာ ျင်တွေးမတူပြီးမင်းတက်ကံပလတ်ဖလန်းစားသည့်မြို့သိမ်းအပွဲများစစ်နည်းနိုင်ခဲ့သည်မှာချင်းတမျိုးသားလုံးသိရှိကြပြီးဖြစ်ကလင်းနစ်တာကာလာတွင်ချင်းပြည်တွင်ပေါ်ထွန်းလာနိုင်ပြီးအနာရှင်လွမ်းမိုးချုပ်ကန်မှုစနစ်ကိုယနေ့အထိတားဆီးနိုင်ခြင်းကိုလည်းဖော်ပြလိုတယ်လို့ဆိုပါတယ် ICNCC CB အနေနဲ့မဟာမိတ်များနေပူပေါင်းကမြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းအသိပေးဖော်ပြပါရရှင်။ က်ပြီးတော့စာနာတကြံကိုရီးယားမှမြန်မာငလင်ပေးအတွက်ဝမ်သိန်း300ကျော်ထောက်ပံ့နိုင်မယ်လို့အသိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စာနာတကြံကိုရီးယားမှမြန်မာငလင်ပေးအတွက်ဝမ်သိန်း300ကျော်ထောက်ပံ့နိုင်မယ်လို့အသိပေးဖော်ပြပါရယ်။ဧပြီလ13ရက်နေ့တွင်ကိုရီးယားနိုင်ငံအင်ချိုမြို့ပူပြောင်းရင်ပြင်တွင်ကျင်းပသည့်ငလင်ပေးအတွက်ပြည်သူဝမ်းနည်းကြေကွဲမှုနှင့်နှစ်သိမ့်အားပေးမှုပေါ်ဆောင်ရန်ရန်ပုံငွေပွဲစာနာတကြံ2025ကိုရီးယားပွဲတွင်စတုတီသားရောင်းရငွေအပါအဝင်ရန်ပုံငွေဝမ်သိန်း300ကျော်ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ဖော်ပြပါရယ်။ ဆီယနာတိမ်မှုစန့်ကျင်ကော်မတီမှကြီးမှုတင်ပါသည့်စာနာတကြံသို့အမျိုးသားညီညွတ်ရေးဆိုရာလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးအောင်မျိုးမင်းတက်ရောက်၍ကြေကွဲဆုတောင်းခြင်းပြည်သူများအတွက်နှစ်သိမ့်အားပေးခြင်းနှင့်ရိုင်းပင်းကူညီရေးအခွင့်အစကားပြောကြားခဲ့ပါသည်။စာနာတကြံတွင်မြမစားစာ မုံမျိုးစုံ22မျိုးရောင်းချပြီးတော်လိုင်းကမ်ပိန်းများဝန်ဆောင်မှုများကလည်းပါဝင်အားဖြည့်ခဲ့ပါသေးရှင်။ အခုဆက်လက်ပြီးတော့ဂျာမနီမှ52တန်ရှိသောရေးပေါ်ထောက်ပံ့ပစ္စည်းများဥရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတရားအစီအစဉ်ဖြင့်မြန်မာပြည်ရောက်ရှိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဂျာမနီမှာ52တန်ရှိသောအရေးပေါ်ထောက်ပံ့ပစ္စည်းများဥရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတရားအစီအစဉ်ဖြင့်မြန်မာပြည်ရောက်ရှိပြီဖြစ်တယ်လို့ AP14 ရမဂျာမနီတန်ယုံရန်ကုန်ကသတင်းထုတ်ပြန်ပါတယ်။ ဂျာမနီမှာ52တန်ရှိသောအရေးပေါ်အထောက်ပံ့ပစ္စည်းများသည်ဥရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတရားစီစဉ်ဖြင့်ဂျမန်နီကရောက်ရှိလာပါပြီ။ဤပစ္စည်းများမှာဂျာမန်တချေနီအသင်းမှပံ့ပိုးပေးထားခြင်းဖြစ်ပြီးယာယီအမိုးကာများတန်ရှင်းပစ္စည်းများနှင့်တခြားအရေးပေါ်လိုအပ်သောပစ္စည်းများစွာပါဝင်ကဒေတာခံမိဖက်အဖွဲ့အစည်းများမှတဆင့်ငလင်သိဒေတာရှိပြည်သူများထံသို့ဖြန့်ဝေသွားမှာဖြစ်ပါတယ်လို့ဖော်ပြပါတယ်။မလ28ရက်နေ့မွန်လယ်ပိုင်းစကိုင်းမြို့ပဟုပြူရိပ်လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြောင့် မြန်မာနိုင်ငံတွင်လူဦးရေထောင်ထဲချီတည်ဆုံခဲ့ရပြီးနေအိမ်အဆောက်အဦများစွာပြိုကျပျက်စီးခဲ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့တောလန်တကြံအညာပြစ်တိုင်းကောင်အတန်တန်ချက်ကိုစလင်းကြီးမျိုးနယ်မီလောင်ပြင်တနေရာတွင်တန်ချက်ထိုးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။တောလန်တကြံအညာပြစ်တိုင်းကောင်အတန်တန်ချက်ကိုစလင်းကြီးမျိုးနယ်မီလောင်ပြင်တနေရာတွင်တန်ချက်ထိုးခဲ့တယ်လို့သိရပါတယ်။အညာပြစ်တိုင်းကောင်လေးများအဖွဲ့တန်ချက်တွင် CDM များကိုကုညံတန်ချက်ထုတ်ခဲ့ပြီး CDM များဒုက္ခရောက်နေပါကလိလူရှုမထားရန်နဲ့ တော်လန်ရေးတအူဟာစီဒီအမ်များဖြစ်ကြောင်းထုတ်ဖော်ခဲ့ကြပါတယ်။အလားတူတော်ရင်းနေရာတည်တည်တွင်တော်လန်တကြံတန်ချက်များတည်တည်ထိုးခဲ့ကြပြီးပြုပြင်ရန်အချက်များကိုတန်ချက်ထိုးထောက်ပြခဲ့ကြပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုမယ်ရီလန်းပြည်နယ်တွင်တင်ပခဲ့သောအစရော်လင်းလင်းနှင့်ချီတူဝေရိုရောင်နီ Live in Maryland ဂီတာဖျော်ဖြေပွဲမှာအမေရိကန်ဒေါ်လာ3000ရရှိခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါဦးမယ်။ အမေရိကန်ပြည်ထောင်စုမယ်ရီလန်းပြည်နယ်တွင်ကျင်းပခဲ့သောအစရော်လင်းလင်းနှင့်ချီတူဝေရိုရောင်နီ live in maryland ဂီတဖြိုပြပွဲမှာအမေရိကန်ဒေါ်လာ33000ရရှိခဲ့တယ်လို့သိရပါဗျ။ Epila Sunnyen နေ့ကအဆိုပါဖြိုပြပွဲကိုအမေရိကန်ပြည်ထောင်စုမယ်ရီလန်းပြည်နယ်မှာကျင်းပခဲ့ပြီးတော့မြမအင်အားစုများယုံပြည့်ယုံရှံအားပေးခဲ့ကြပါဗျ။ဖြိုပြပွဲမှာရရှိခဲ့တဲ့ငွေများကိုတော်လိုင်းမိသားစုများဤပြန်လည်ထူထောင်ရေးကြာဆုံးရဲပေါ်များဤတန်ရင်မိသားစုများ CDM မိသားစုများ ADV မိသားစုများနိုင်ကျင်းမိသားစုများမြေပြင်ကောင်းဆောင်များ၏ဥဆောင်မှုဖြင့်ပညာရေးစရိတ်ပို့ဆောင်ခြင်းတောင်ပေါ်တောင်အောက်ဒေသအနှံ့ကတန်းတူလူအခွင့်အရေးလှုပ်ရှားမှုများအတွက်အသုံးပြုသွားမယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့နေပြီးတော့ဒက္ခိဏတီတီမြို့နယ်အတွင်း Restore Scale 4.8အဆင့်နဲ့အင်အားတင့်တင့်ရှိသည့်မြေငလျင်တစ်ခုယနေ့မနက်လှုပ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်ဧပြီလ14ရက်နေ့မြမစံတော်ချိန်နနက်2:32မိနစ်အချိန်ခန့်တွင်ဒက္ခိဏဒေဝီမြို့နယ်အနီးရေအောင်းနက်9.6ကီလိုမီတာကိုပတ်ဟုပြု၍ Restor Scale 4.9အဆင့်နှင့်အင်အားတင့်တင့်ရှိသည့်မြေငလျင်တစ်ခုယနေ့မနက်လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးဖော်ပြပါရသည်။ ။ဇကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတူငလျင်ပေးဆောင်ရွက်ရှောင်ရွက်တတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်ထပ်မံအသိပေးအပ်တယ်လို့ဆိုပါရယ်။2025ခုနှစ်ဧပြီလ13ရက်နေ့ကလည်းမြမစံတော်ချိန်နနက်8:54မိနစ်ချိန်ခန့်တွင်မန္တလေးတိုင်းဝမ်းရင်းမြို့နယ်အနီးမြေအောက်အနက်9.9ကီလိုမီတာကိုပကိုပြူ၍ Vistar Sky 9.5အစင်းနှင့်အင်အားတင်းတင်းရှိသည့်မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါရယ်ရှင်။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်တာကီမှပေးပို့ထားတာဖြစ်ပါရှင်။